တရုတ်နိုင်ငံအနောက်တောင်ပိုင်းကွေကျိုးပြည်နယ်အခြေစိုက်ကမ္ဘာအကြီးဆုံးရေဒီယိုအဝေးကြီးမှန်များဟာတစ်စက္ကန့်မှာတွက်ချက်လှုပ်ဆောင်မှုပေါင်းတထောင်ထရီလီယံပြည့်လုံနိုင်တဲ့စူပါကွန်ပျူတာ Sky i1 ရဲ့အကူအညီနဲ့အာကာသလေလံရှာဖွေလုပ်ငန်းများကိုလှုပ်ဆောင်တော့မယ်လို့သိရပါတယ်စဝိုင်းပုံအလင်းဝင်ပေါက်အချင်း900မီတာရှိတဲ့အဝေးကြီးမှန်ပြောင်း first ဟာကမ္ဘာပေါ်မှာအကြီးဆုံးဖြစ်လာမှာဖြစ်ပြီးတော့အချင်း300မီတာသာရှိသေးတဲ့ American ပြောင်စု Puerto Rico ကျွန်းစုရှိ Arecibo လေးလာရင်မှန်ပြောင်းထက်တာလွန်သွားရမယ်လို့လည်းသိရပါဗျာ။ အလင်းနှစ်ဘီလီယံပေါင်းများစွာအကွာအဝေးကရေဒီယိုအချက်ပြမှုများကိုအဲဒီ first man မြောင်းနဲ့ဖမ်းယူနိုင်မှာဖြစ်ပြီးတော့တရုတ်နိုင်ငံရဲ့အာကာသစူးစမ်းလေ့လာမှုအကွာအဝေးလာဘက်လမ်းကြောင်းမှာနေဆက်ကြဝလာရဲ့အစွန်ဘက်အထိကျေပြန့်လာတော့မှာဖြစ်ပါတယ်။အဝေးကြီးမှန်မြောင်းကိုကိုကျိုးပြည်နယ်တောင်ပိုင်းမှာတဘာဝအတိုင်းပကံလုံးပုံဖြစ်ပေါ်နေတဲ့တောင်ကြားမှာဘောလုံးကွင်း30စာအကျယ်ဝန်းရှိတဲ့နေရာမှာ2012ခုနှစ်မတ်လကစတင်တည်ဆောက်ခဲ့တာဖြစ်ပြီးတော့2016ခုနှစ်အတွင်းမှာပြီးစီးနိုင်မယ်လို့လည်းသိရပါတယ်ရှင်။